အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကတော့ line မှာလူတွေအများဆုံးညင်းခုန်ခဲ့ကြတဲ့မိကုံးတွေကိုကျွန်တော်ပါဝင်ပြီးတော့ညင်းခုန်သွားမှာဖြစ်ပါတယ်အဲကျွန်တော်ပထမဆုံးကတော့ဒီပုံလေးပါဒီပုံကတော်တော်များသိကြမယ်လို့ထင်ပါတယ်အဲတချို့ကလည်းဒီအင်ကြီးကိုရွှေရောင်နဲ့အဖြူဆိုပြီးမြင်ကြတယ်တချို့ကလည်းဒီအင်ကြီးကိုအပြာနဲ့အမဲဆိုပြီးတော့မြင်ကြတယ်ပေါ့နော်အဲတယောက်နဲ့တယောက်မြင်ပုံချင်းမတူကြဘူးအဲဒီပုံကတော်တော်လေးဒီ line ပေါ်မှာလူတွေအများဆုံးညှင်းခုန်မှုအများဆုံးဖြစ်ခဲ့တဲ့ပုံလို့ပြောလို့ရတယ်ပေါ့နော် အဲကျွန်တော်ကိုယ်တိုင်လည်းအစတော့ဒီပုံကိုတကယ်ကိုဘာအယောင်မှန်းမသိဘူး။အဲကျွန်တော်စမြင်တော့ဆိုရင်ဒီပုံကိုဒီအင်ဂျီယာရွှေရောင်နဲ့အဖြူလိုပဲမြင်တာပါနော်။ဒါပေမဲ့ကျွန်တော်ဒုတိယအချိန်ပြန်တွေ့တဲ့အချိန်ကျတော့ဒီပုံကကျွန်တော်မျိုးလုံးထဲမှာဒီအပြာနဲ့အမဲကိုမြင်သွားတာရတယ်။အဲအပြာနဲ့အမဲကိုမြင်ပြီးသွားတဲ့ကကျွန်တော်ပထမဆုံးမြင်ခဲ့တဲ့ဒီရွှေရောင်နဲ့အဖြူဘယ်လို့မှပြန်မြင်လို့မရတော့ဘူးပေါ့နော်။အဲဒီပုံကဘာလို့လူတွေတယောက်နဲ့တယောက်အမြင်မတူကြလဲဆိုတော့ဒါ color constancy လို့ခေါ်တယ်ဗောနော်ဒီ color အနောက်ကအလင်းအပောင်ကြောင့်ဒီလူတွေရဲ့မျိုးလုံးကိုဒီ အဲဝေဝါးသွားစီတာပေါ့တောင်းတောင်းအမြင်မတူဘူးဖြစ်သွားတာအဲနောက်ကလင်းနေတဲ့ background ဥစားပေးပြီးမြင်နေသူကတရောင်မြင်တယ်ဒီအင်းကြီးကိုပဲဥစားပေးပြီးမြင်နေသူကတရောင်မြင်ကြတယ်ပေါ့တကယ်တော့ဒီအင်းကြီးအယောင်အစစ်ကအပြာနဲ့အမဲလို့ပြောပါတယ်အဓိကတော့ဒီနောက်ကထိုးထားတဲ့အယောင်ကြောင့်ဒီအင်းကြီးကအယောင်ပြောင်းတယ်လို့လို့ဖြစ်နေတာပေါ့နော်ကျွန်တော်ကတော့အပြာနဲ့အမဲလို့ပဲထင်ပါတယ်အဲအပြာနဲ့အမဲထင်တဲ့သူကလည်းပို့ပြီးတော့များတယ်ပေါ့နော်ဟုတ်ကဲ့ပါနောက်တစ်ခုပါနောက်တစ်ခုကတော့ကျွန်တော်တို့အဲကြက်နဲ့ကြုံနဲ့ဘုရားအရင်ဖြစ်လဲဆိုတာပေါ့ ကျွန်တော်ကတော့ဒါကြက်ရင်ဖြစ်တယ်လို့ထင်တယ်ဗျာ။ဘာလို့လဲဆိုတော့ဒီကြက်ဆိုတဲ့တံတားဖြစ်လာဖို့ဒါငှက်တည်းကအဆင့်ဆင့်မျိုးပြောင်းလာတာပါနော်။အဲဆိုတော့ဒါကျွန်တော်တို့ဒိုင်နိုဆောခက်ကငှက်တကောင်ပဲရှိရဲဆိုတော့အဲဒီငှက်တကောင်တွေကနေပဲဒီငှက်တည်းအများကြီး꿰သွားတာပါနော်။ကျွန်တော်တို့ကြီးကန်းတို့ခိုးတို့ကြက်တို့ဆိုပြီးတော့အဲအဲ့လိုငှက်တည်းအမျိုးမျိုးဖြစ်သွားတာပေါ့။အဲအဲ့ဒီကနေမှဒီငှက်တည်းအမျိုးမျိုးပြောင်းလဲကမှကြက်ဆိုပြီးဖြစ်လာတာပါနော်။အဲကြက်ဖြစ်ပြီးမှကြက်ဥဆိုတာဖြစ်လာတယ်။အဲကျွန်တော်တို့ကတော့ကြက်ဖြစ်တယ်လို့ပဲအရင်ထင်တယ်။ကြက်ရွေးလိုက်မိလား။49တဲ့ဒါကတော့အာလူအများစုက ဲကြက်ဥကအရင်ဖြစ်တယ်လို့ထင်ကြတယ်ဗျာဒါကတော့တောင်နေတယောက်အတွေးပုံချင်းမတူကြဘူးပေါ့โอเคနောက်တစ်ခုကတော့ကျွန်တော်တို့ဒီပီဇာပေါ်မှာနည်းနည်းတီးပါတာကောင်းလားမပါတာကောင်းလားကျွန်တော်ကတော့မပါတာပိုကြိုက်ပါတယ်အဲပါတာကြိုက်တဲ့သူလည်းရှိတယ်ဗောနော်အဲကျွန်တော်အမြင်ကတော့ပီဇာကလည်းတွားသူဆိုစားကောင်းတယ်နည်းနည်းတီးကလည်းတွားသူဆိုစားကောင်းတယ်အဲအဲ့နှစ်ခုပေါင်းလိုက်ရင်တော့ကျွန်တော်တို့ကတော့အဆင်မပြေဘူးဗောနော်အဲ့တော့မကောင်းကောင်းလားမကောင်းလားဆိုတော့ကျွန်တော်တို့မကောင်းလို့ပဲယူပါတယ်အဲကျွန်တော်လည်းမကောင်းယူရဲကပုံများတယ်ဗောနော်65ရာခိုင်နှုန်းတောင်ရှိတယ် အဲ့နောက်တစ်ခုကတော့ကျွန်တော်တို့ Titan နဲ့စကားအကြောင်းပါနော် Titan နဲ့နောက်ဆုံးခန်းမှာအဲကျွန်တော်တို့မင်းသားနဲ့မင်းသမီးရဒီတကားပေါ်မှာအဲတကားပြက်ကြီးပေါ်မှာကျွန်တော်တို့ အဲနောက်ဆုံးဆွေးပြီးတော့သူတို့ဇလန်းပြီးသွားတယ်ပေါ့နော်အဲဒီမှာနောက်ဆုံးကမှမင်းသားကဒီမင်းသမီးအတွက်သူကသူ့ကိုသူစတေးသွားတယ်ပေါ့နော်သူတကားဘောကို तू မတက်ဘဲနဲ့ तू ကအောက်မှာပဲနေပြီးတော့စတေးသွားတယ်ပေါ့အဲတကယ်လို့ဒါမင်းသားကဒီတကားဘောကို तू ပါတက်လိုက်မယ်ဆိုရင် तू ပါအသက်ရှင်သွားမယ်ပေါ့နော်နှစ်ယောက်လုံးအသက်ရှင်သွားမယ်အဲကြရင်ဇလန်းကလည်းဒါ happy ending လေးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်ဒါနဲ့ဒီနေရာမှာအများဆုံးငင်းခုန်ကြတဲ့ဟာကတော့ဒီတကားပေါ်မှာမင်းသားဆန့်နေမဆန့်ဘူးဆိုတာကျွန်တော်ကတော့ မဆန်ဘူးလို့ထင်တယ်ပေါ့နော်အဲဒီမင်းသားကတက်လိုက်မယ်ဆိုရင်တကယ်လေးပြုတ်ကျသွားနိုင်တယ်လို့ထင်တာပဲတခါကကြီးတော့ကြီးတယ်ကြီးပြင်မဲ့လေဒီနှစ်ယောက် weight ကျတော့မလွယ်ဘူးလားကျွန်တော် no လို့ထင်တယ်ပေါ့နော်အဲ့လိုမဟုတ်ဘူးကအတော်များ yes လို့ထင်ကြတယ်ပေါ့နော်မင်းသားလည်းဒီတကားပေါ်မှာဆက်နိုင်တယ်ပေါ့88ရာခိုင်နှုန်းကဆက်နိုင်လို့ထင်ပါတယ်ကျွန်တော်ကတော့မဆန်ဘူးထင်တယ်ပေါ့ဒီဒီနေရာမှာတော့ကျွန်တော်ကအ ਨੇ ဘက်ရောက်သွားပြီ Okay ပြန်နောက်တစ်ခုကတော့ကျွန်တော်တို့ Marvel လား DC လားတဲ့ကျွန်တော်ကတော့ Marvel ကိုပို့ပြီးသဘောကျပါတယ် Marvel ပါ Okay Marvel fan ကတော်တော်လေးများတယ် Marvel fan က 82ရာခိုင်နှုန်းတော့ရှိတယ်ဗောနော် DC fan ထက် Okay နောက်နောက်တစ်ခုပါနောက်နောက်တစ်ခုကကျွန်တော်တို့အဲခြေအိတ်ဝတ်တာဗောနော်ခြေအိတ်ဝတ်တဲ့နေရာမှာအဲခြေအိတ်ဝတ်ပြီးဖနာတစ်ဖက်အရင်ဝတ်လာဒါမှမဟုတ်ဒီခြေအိတ်နှစ်ဖက်လုံးကိုဝတ်ပြီးမှဒီဖနာတစ်စုံလုံးကိုပေါင်းဝတ်လာဗောအဲကျွန်တော်ကတော့ခြေအိတ်ကိုအစာဆုံးဝတ်ပြီးမှဖနာကိုဝတ်တယ်ဗောနော်ခြေအိတ်ဝတ်လိုက်ဖနာဝတ်လိုက်ခြေအိတ်ဝတ်လိုက်ဖနာဝတ်လိုက်တော့လုံးလို့မရှိဘူးအဲကျွန်တော်က second တစ်ခုယူပါတယ်အဲဒီနေရာမှာတော့ကျွန်တော်တို့လူတွေများသွားပြီဗောနော်83ရာခိုင်နှုန်းထိအောင်ရှိပါတယ် โอเคနောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ pipe ကအပေါက်တစ်ပေါက်ရှိတာလားနှစ်ပေါက်ရှိတာလားဆိုတာပါအဲကျွန်တော်တို့ဒီ A တောက်တဲ့ pipe တွေပြောတာပါเนาะကျွန်တော်ထင်ရတော့ pipe pipe ကအပေါက်တစ်ပေါက်တည်းလို့ထင်နေဗျာကျွန်တော်ကတော့1လို့ပဲရွှေ့လိုက်မှာပေါ့เนาะအဲကျွန်တော်လိုမျိုး1လို့ထင်နေလို့က67ရာခိုင်နှုန်းရှိပါတယ်โอเคပါဒါကတော့ကျွန်တော်တို့ internet ပေါ်မှာလူတွေအများဆုံးငင်းခုန်ခဲ့ကြတဲ့မိကုန်တွေဖြစ်ပါတယ်အဆုံးလေးကြည့်ရတယ်ကျေးဇူးတင်ပါတယ်